တချင်း arrangement လို့တော့အာအရင်ဆုံးမစဉ်းစားသေးဘူးဗနော်အရင်ဆုံးတော့ဒီတချင်းတန်စင်နဲ့တချင်းစံသားလည်းအရင်ဆုံးရအောင်လုပ်ပြီးမှအာနည်းနည်းထိတာတော့အများကြီးထိလို့မရဘူးထင်တာပဲအဲကျွန်တော်ထင်မှာနော်ဒါပေမဲ့ arrange ကတော့ဆက်သမားရင်းနဲ့ပြန်ပြီးတော့ time နဲ့ပြီးတော့မှလုပ်ရမယ်ထင်ပါတယ်ကျွန်တော်ကတော့အဲ့ cross က၄ပိုင်းလောက်ဖြစ်နေတဲ့အချိန်ကျတော့အဲ solo ပြီးတဲ့နောက်ပိုင်းမှာ cross ကိုပထမဆုံး အပိုင်းမှာကျွန်တော်ပထမဆုံးတစ်ခေါက်မှာကျွန်တော်ဆူအာ cross ကိုနှစ်ပိုက်ပဲဆူပြီးတော့နောက်ပြီးသွားတဲ့အချိန်ကျမှလေးပိုက်လုံးတစ်ခါရဲ့ဆူလိုက်မှာအဲ့လိုမျိုးလုံးကိုစဉ်းစားထားတယ်ပေါ့ဒါပေမဲ့မနေ့ဖြစ်ကြရင်ဘယ်လိုဖြစ်လာမလဲမသိဘူးအဲ့ဒါအချိန်နဲ့တိုင်ပင်ပြီးတော့အဲကိုလုံးချင်တဲ့ပုံစံနဲ့သူဟိုဟာဖြစ်နိုင်တဲ့ဖြစ်တဲ့ပုံစံနဲ့လို့ညီပြီးမှညီယူရမယ့်အချိန်တွေရှိတာပေါ့နော်ဝင်နာဆောင်ရဲ့အခြေဆုံးနေရာလေးရတော့ကိုနိုင်တဲ့လောက်ကြိုးစားရင်းနဲ့ဝင်နေရတဲ့အချိန်တွေအများကြီးရှိတယ်ဆိုတဲ့စကားလေးကိုဟတ်ထည့်တယ်ပေါ့ ကျွန်တော်တက်တာတော့အဲ့ရေတောင်ကတက်ကြရှိရပဲလူရဲအတရှိမှာပဲအဲအဲ့တပိုက်လုံးတော်တော်ကြိုက်တဲ့တဲမှာပါတယ်အခက်ခဲရအခက်ခဲရအဓိကတော့စာသားပဲပေါ့နော်စာသားနဲ့တန်ဆင်ပါပဲဆိုတော့တန်ဆင်ရလေဟိုအရန်မှတ်မိလွယ်တယ်လို့နဲ့မလွယ်ဘူးဖြစ်နေတာပေါ့နော်ဆိုတော့တန်ဆင်ရစာသားတွေရတယ်ခုနစင်တူယူမလေးတွေရှိရတဲ့အခါကျတော့တလုံးတလုံးပဲကွဲတာလေ ဆိုတော့အားလေးကနည်းနည်းတော့ခက်ခဲဖြစ်မယ်လို့ထင်ပါတယ်ကျွန်တော်တက်တော့အတူတူပါပဲကျွန်တော်တို့လည်းဆာလာကများတယ်ဆိုမှဆာလာနဲ့ထက်ထားတဲ့အားတွေလည်းရဲကတ်ခဲတာမဟုတ်ဘူးဆိုမှအကုန်လုံးကအသိပေတော့တူနေတူနေတဲ့အချိန်ကျတော့အဲ့လိုမရတာတွေထက်ရတဲ့ပြန်ဆွရတဲ့အချိန်မှလည်းစဉ်းစားရတဲ့အားရှိရပါဒီတဲ့ချင်းကအာ arrangement လုပ်ဖို့တော့ကတော့ဒီချင်းကကျွန်တော်တို့ကခုမှအသိလည်းဖြစ်တယ်အာကျွန်တော်တို့အစဆိုရမှာဆိုတော့အာ arrangement လုပ်ဖို့တဲ့ကျွန်တော်တို့ဒီတဲ့ချင်းကိုပဲ အာစာသားရောတန်စင်ရောအရင်ဆုံးပိုင်တယ်လို့ဖွင့်တဲ့အရင်ဆုံးကျင့်ရမယ်ပေါ့နော်အာပြီးမှပဲအာကိုထက်တီးရဲ့တန်တဲ့အာကိုရမတွေဆရာရှင်မတွေကကြံကြံနည်းနည်းပါတောင်းပြီးတော့ဆရာဥကောက်ဦးရဲ့ teacher trio ရဲ့အာတင်ပြမှုနဲ့ arrangement လေးလုပ်ဖို့တော့ရှိပါတယ်လို့ဒီတချင်ရပေါ်ပေါ့နော်တမီ solo ပိုင်းမှာ arrangement လုပ်ဖို့တော့ရှိပါတယ်ဒါပေမဲ့ဆရာဥကာရင်နဲ့တိုင်ပင်ပြီးတော့မှအကောင်းဆုံးဖြစ်စင်ပါမယ်လို့ဟုတ်ကဲ့ဒီဒီဝန်တာဆောင်ရအကျိုက်ဆုံးနေရာပေါ့နော် ါတပုတ်လုံးမှာဟို chorus ရဲ့တပြားပိုင်းဖြစ်နေတယ်မင်းတော်စိတ်ဖြစ်တဲ့လူတွေတော်မမူပါနဲ့အာမင်းပင်နာမှာရှိတဲ့လူတွေတော်အသက်ရှင်အောင်မယ်ဆိုရဲစာသားလေးရပါတော့ကျွန်တော်အကျိုးဆုံးစာသားဖြစ်တဲ့အကျိုးဆုံးစာသားဖြစ်တဲ့အတွက်ကြောင့်လည်းဒီတချင်းရဲ့စာသားကိုကျွန်တော်ရဲ့အာအကောင့်အမီဒီယာအကောင့်ပါပေါ့နော်။ဒီမနက်လေးတည်း status တင်ခဲ့သေးတယ်ဗျာ။ဒီ winner song ရဲ့ပေါ့နော်။အာတမီအချိုက်ဆုံးအနှစ်သက်ဆုံးစာသားလေးရတော့ ရေတောင်မှအသက်အကျရှိပါတယ်ဆိုရဲစာသားလေးအရန်ကြိုက်ပါတယ်လူဘဝလည်းအဲ့လိုပေါ့နော်အနိုင်အမြင့်လည်းရှိပါတယ်ပေါ့နော်အဲ့ဒီဆိုလိုချင်းနဲ့တူတူပဲဆိုတော့တမီးအဲ့ဒီနေရာကိုအရန်ကြိုက်ပါတယ်လို့ဒီတဲ့ချင်းဆိုရဲအချိန်မှာအခက်ခဲဆုံးဆိုတာအာစာသားမရတဲ့အခက်ခဲဖြစ်မယ်လို့ထင်ပါတယ်လို့ဟုတ်ကဲ့အာဒီတဲ့ချင်းစာသားလည်းတော်တော်များလို့တမီးလည်းတူတူပါပဲဒီတဲ့ချင်းအခက်ခဲလေးကတော့အာ verse ပြန်ဝင်တဲ့နေရာမှာပေါ့နော်စာသားတွေကစင်တူယိုးမဖြစ်နေတော့နည်းနည်းလေးအခက်အခဲရှိပါတယ်ဒါပေမဲ့အကောင်ဆုံးနဲ့ကျူစာပြီးတော့မှလုပ်သွားမှာပါဒီစီ freshman နဲ့ပတ်သက်ပြီးတော့အခုကွာကိုစဉ်းစားထားတယ်လည်းရှိရဲပြီးတော့ဆရာအောက်ကနဲ့တိုင်ပင်ပြီးတော့လုပ်သွားမှာပါဟုတ်အဓိကဒီတချင်းက arrangement ကိုအရန်လုပ်ရင်လည်းအဆင်မပြေဘူးပေါ့နော် ဆိုမုတ်အတာပေးဆိုတော့ဦးလေးနဲ့တိုင်ပင်ထားတာလည်းရှိတယ်ပြီးတော့အဲ့ဒီတိုင်ပင်ထားတဲ့ဟာကိုဆရာဥက္ကာတို့ teacher trainer နဲ့ပြန်ပြီးတိုင်ပင်မှာပါလို့ဟုတ်ဒီ winner song ရဲ့အကြိုက်ဆုံးနေရာလေးကမင်းအသက်ရှင်ရအောင်မင်းဆိုတော့အဲ့ဒီစကလုံးပေါ့နော်ကျန်တဲ့ဟာလည်းအကုန်ကြိုက်တယ်တချင်းကအာစာသားအကုန်လုံးရင်ထဲအရန်ထိရပါတော့ဒါမဲ့လည်းမင်းအသက်ရှင်ရအောင်မင်းဆိုတာနဲ့တင်မမအရန်ကြိုက်နေပြီအဝင်မှတင်မမကြိုက်နေပါကျွန်တော်လည်း အာဒီဝိညာဆောင်ရဲ့အကျိုက်ဆုံးနေရာလေးကဒီအရှင်ဆက်ဆက်ချင်းမင်းသက်ရှင်အောင်မယ်ဆိုရဲနေရာလေးရင်စပြီးတော့အဲ့နေရာတွေအကျိုက်သွားတော့ဟုတ်အာဒီတရှင်နဲ့ပတ်သက်ပြီးတော့အခက်ခဲကအာတရှင်စာသားတွေကစင်နေတဲ့အမှားရမရှိအောင်အာစုံနိုင်ဖို့တော်လေးလေးကျင့်ရမယ်ဟုတ်အခုပြောတယ်လို့ပဲစာသားကတော်တော်လေးစင်တယ်အဲ့ဒါလေးတစ်ချက်ဆိုရင်ရတယ်နောက်တစ်ချက်ကအခုနန်းနေတော့တစ်ချက်မတိုက်ပေးဘူးဆိုတော့ ကိုလုတ်လိုက်တဲ့ music arrangement နဲ့ကိုရဲ့ဒီဆိုဟန်နဲ့ဘယ်လိုလာမလဲပေါ့နော်ခက်ခဲတယ်လို့ရတော့မဟုတ်ဘူးဒါပေမဲ့စိုးရိမ်မိတာတော့ဟာအဲအဲ့ဒါလေးတော့ရှိပါတယ်